ုတ်ကဲ့ညီမဒီတစ်ပတ်တိုးလုပ်ပေးမယ့်အိမ်လေးရဆိုလို့ရှိရင်တော့တောင်တုံမြို့နယ်59ကိုရွက်ခွက်မှာတည်ရှိပြီး2အစီတိုက်လေးလုံးမဲ့ဖြစ်ပါတယ်ဒီအိမ်လေးရဆိုလို့ရှိရင်ပေ20 60ပုံမှာတိဆောက်ထားပြီးရော56လမ်းစုံ56ဈေးအနီးလောက်ကိုင်းလမ်းမကြီးနီးမှာလည်းတည်ရှိပါတယ်ဒီအိမ်လေးနဲ့ပတ်သက်တဲ့ဈေးနှုန်းကိုတော့ညီမဗီဒီယိုရဲ့နောက်ဆုံးမှာဖော်ပြပေးပါမယ်ညီမနဲ့အတူဗီဒီယိုလေးဆုံးအောင်ထည့်တဲ့ like ကြည့်ပေးပါအောင်ရှင် ာပါ New Area ဒီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ညီမဒီတစ်ပတ်တိုးလုပ်ပေးမယ့်အိမ်လေးရာဆိုလို့ရှိရင်တော့တောင်ငုံမြို့နယ်ထဲမှာတည်ရှိပြီးရော K2060 ပေါ်မှာချစ်ချစ်လေးလေးလလပပလေးနဲ့တိဆောက်ထားတဲ့ 2RC တိုက်လုံးနဲ့ညီမမိတ်ဆက်ပေးပါမယ်အခုမြင်မြင်ချင်းမှဆိုလို့ရှိရင်တော့ညီမတို့ကဒါကအပြင် area ပေါ့နော်အပြင် area မှာဆိုလို့ရှိရင်လည်းကားပါကင်အတွက်ကို AC သုံးလို့ရမယ်ခြံငါးကိုကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝဖွဖွေးတက်တက်လေးနဲ့လလပါထင်းထင်းသာသာရှိအောင်သူတို့ကလုပ်ပေးထားတယ်ပေါ့နော်ခြံငါးဆိုလို့ရှိရင်အပေါက်ကျဲလေးသုံးလို့ရတယ်အပေါက်ဒီဘက်မှာလူဝင်လူထွက်တယ်လည်းသုံးလို့ရတာနှစ်မျိုးပါတယ်ပေါ့နော်ညီမတို့ခြံနဲ့တစ်ချက်ဝင်ကြည့်ကြမယ် အခုညီမတို့ဒါက channel ရောက်လာပြီပေါ့နော် channel မှာဆိုလို့ရှိရင်လေကျွေပြားတွေကပြောမယ်ဆိုလို့ရှိရင်ဒီတစ်ချံလုံးအပြစ်ကျွေပြားတန်တန်ရှင်ခင်မိတာလေဒီထဲမှာလည်းကားတစ်စီးစားလာတော့အေးအေးစစ်စစ်ရက်လို့ရတယ်ချမ်းရဲ့ဒီဘက်မှာဆိုလို့ရှိရင်ညီမတို့ကဒါဒီဂျိုးပြူရင်နဲ့ဟိုဒီမော်တာပတ်နေတုံးလို့ရတဲ့အတွက် area တစ်ခုပါမယ်အိမ်ရဲ့အပြင်မျက်နှာဝါကိုကြည့်မယ်ဆိုလို့ရှိရင်လေဒါကသူ့ရဲ့ပေ20 60ပေါ်မှာချစ်ချစ်လေးလေးလလပပနဲ့စောက်ထားတာကိုတွေ့ရမယ်တိုင်လုံးရှိကြီးတွေနဲ့ခန်းခန်းနားနားလေးစောက်ထားအောင်လည်းတွေ့ရမယ်ပေါ့နော်ညီမတို့အခုအိမ်နဲ့တစ်ချက်ဝင်ကြည့်ကြမယ် ညီမတို့အခုရောက်နေရတော့ဒါ living room area ပေါ့နော်အိမ်ထဲကိုဆားရောက်ပြီးအိမ်ထဲမျက်နှာဝအောင်မြင်ရပြီဆိုလို့ရှိရင်လည်းတွေ့ရပါလိမ့်မယ်ကျိုးမာကအပြည့်ခင်းမထားတယ်ပြီးွားလို့ရှိရင်ဒီအိမ်ကမ်းမှာလည်းဒီ decoration တွေအကုန်လုံးအပြည့်သက်အကုန်ဆင်ပေးထားတယ်ပေါ့နော်ကဝဲသူ customer ကဘာမှထက်ထက်စရာမလိုအောင်လို့ decoration ထည့်ပေးထားတယ် lighting တွေဆိုလို့ရှိရင်လည်းတလားပပနဲ့ ceiling height ကလည်းဆက်နက်ပေခွဲလောက်အမြင့် ceiling height ကိုသုံးပေးထားတယ်ဒီဘက်မှာဒီညီမတို့ဒီအောက်ထပ်မှာဆိုလို့ရှိရင်ညီမတို့ဒီ living room area ပါမယ် single တခန်းပါမယ်ပြီးွားရင် kitchen area ပါမယ်ပေါ့နော်ညီမနဲ့အတူတစ်ချက်လောက်လည်းကြီးလိုက်ကြပါဦး ဒါဆိုလို့ရှိရင်ညီမတို့ကရှောက်လမ်းပေါ့ရှောက်လမ်းမှာဆိုလို့ရှိရင်ကျွန်းပကေးအပြည့်ပေးကနာတယ်အပေါ်မှာကြီးလိုက်မယ်ဆိုလို့ရှိရင်လုံးဝ lighting ကမီးရောဒီဘက်ကအလှဆင်ထားတာကိုတွေ့ရမယ်ပေါ့နော်အိမ်တိုင်လုံးကိုလည်းမြင်ရပါလိမ့်မယ်သူတို့ကဒီ brain box တွေအကုန်လုံးကို အတွင်းတန်ပန်းပေါ့နော်အတွင်းတန်ပန်းတက်ပြီးတော့ safety ဖြစ်အောင်လုပ်ပေးထားတာလည်းတွေ့ရလိမ့်မယ်ဒါကိုညီမနဲ့အနည်းဆုံးတော့ရောက်နေတာတော့ဒါကတော့ single room ပေါ့နော်ဒီအောက်ထပ်ကရှိတဲ့ single room အခုဆိုဒါက single room area ပေါ့နော်ဒီအောက်ထပ်မှာဆိုလို့ရှိရင်ဒီ single room ကိုလည်းဟို ကျုံးပါကခင်းမိထားတယ်ဒီဘက်မှာဆိုလို့ရှိရင်ဆီလင်ဟိုက်နဲ့မီးလိုက်မီးဆိုင်တာလေးဆင်မိထားတယ်အဲကွန်ပြတ်သုံးလို့ရအောင်ဖလက်တီထားပေးထားရပါတော့အခန်းလေးကတော့သူ့ဟာနဲ့သူတော့အနေတော့ချစ်ချစ်လေးလေးနဲ့တော့အကျယ်ဝန်းတစ်ခုရှိရဲ့ဒီနောက်ကိုဆက်သွားကြည့်မယ် အခုညီမတို့ဒီကိုရှောက်လိုက်တဲ့နေရာမှာတွေ့ရမှာတော့ဘာလေးတွေ့ရမလဲဆိုဒါကအိမ်အိမ်မှာမီနီဘားလေးလုပ်လို့ရတဲ့နေရာပုံစံမျိုးပေါ့နော်ကိုမကိုခုံနန်းစတန်အရှိလေးနဲ့ထိုင်ပြီးတော့မီနီမီနီဘား area လေးလည်းလုပ်လို့ရမယ်ပြီးွားရင်ဒီဘက်မှာဆိုရင်ရှိရင်လေသူကလှေကားအကွင်ကိုနေရာအလက်မရှိအောင်လို့စတိုကန်လုပ်ပေးထားတာပေါ့နော်ဒါစတိုကန် store area တခုပါမယ်ပေါ့နေရာအလက်မရှိအောင် store area တခုလုပ်ပေးထားတယ်ဒီဘက်ထဲမှာတစ်ဆက်သေးဝင်ကြည့်ရင်ညီမတို့က kitchen room တွေ့ရပြီ kitchen room မှာဆိုလို့ရှိရင်ဟိုဘက်မှာ store area ပါလို့မျိုးဒီဘက်မှာလည်းသူက store area ထားပေးထားတယ်။ဒီက store area ကတော့ပိုကျယ်တယ်ပေါ့နော်ပစ္စည်းသိမ်းမှုအတွက်ကိုယ့်အတွက် store area လုံလောက်ထားလို့ရတဲ့အနေထားအကျယ်ဝန်းတစ်ခုရှိရဲ့။အခုဒါဆိုရင်တော့ kitchen room kitchen room မှာဆိုလို့ရှိရင်ညီမတို့ကဒီအိမ်လုံးကိုကျွေပြားဖြူနေဟိုရှင်းရှင်းလင်းလင်းလေးဖြစ်အောင်လုပ်ပေးထားတယ်။သူ့ရဲ့ဒီဟို kitchen area မှာဆိုလို့ရှိရင်လည်းဒီမှာ upper cabinet တွေဒီပုံမှာ lower cabinet တွေအကုန်တက်ပေးထား။ အာရေချိုခန့်အိမ်နာအတွက်ဆိုလို့ရှိရင်လေရေချိုခန့်အိမ်နာကိုပူအထဲမသုံးချင်တဲ့ကာဆက်မာတွေအတွက်ပို့အဆင်ပြေတယ်။သူကဒီဘက်မှာရေချိုခန့်တသက်ဒီဘက်မှာအိမ်သာပေါ့နော်အိမ်သာတွန်းလဲတသက်ခွဲပေးထားတယ်။အဲ့တော့ဒါပူတဲ့သုံးမသုံးချင်တဲ့ကာဆက်မာဆိုတော့ပို့ပြီးအဆင်ပြေတယ်။ kitchen room ကနေတစ်ဆက်တည်းရှောက်လာမယ်ဆိုတော့ညီမတို့ကဒီနောက်မှာမြေပိုလေးရှိရောက်မယ်တစ်ချက်လိုက်ပြပေးမယ်နော်။ဒီမြေပေါ်ဆိုလို့ရှိရင်ဒါကငါးပေလေးပေပက်လေလားညီမတို့ကအကျေရှိသေးရဆိုတော့သူကဒီမှာလဲ working ချင်းနေနဲ့ထားတုံးလို့ရအောင်လို့ညီမတို့ဒီမှာ ပြင်းစင်နေပါတယ်တခါလေးလုတ်ပြီးသားအဲ့တော့ customer ကဒီနေရာ vacation နဲ့သုံးအောင်သုံးလို့ရတယ်ဗောနော် area တခုလဲကျဲ့တယ်အဲ့တော့ညီမတို့ကဒီ kitchen area မှာရှိရဲ့ဘင်စင်တို့ဘာတို့ကို drying kitchen နဲ့သုံးပြီးတော့ dining room area လေးလုပ်လို့ရတာဗောနော်ဒီနေရာလေးကို drying kitchen နဲ့သုံးပြီးတော့ဒီနေရာမှာ dining room area ပုံစံမျိုးနဲ့လုပ်လို့ရတယ်အခုညီမတို့အပေါ်တလေးတစ်ချက်တက်ကြည့်ကြလေကားထထားအောင်လဲသူကကြွေပြားအဖြူလေးနေမဲ့ခင်းပြီးတော့ ။ဟာလေကားထထတာကိုလည်းကြွေပြသုံးမိထားရတယ်။သူကလေဝင်လေခွက်တော့ကောင်းအောင် green ပေါက်လည်းသုံးမိထားလို့မျိုးအလင်းရောင်ကောင်းရအောင်လို့လည်းဒီမှာမှန်တကအကြီးလေးသုံးမိထားရပါတော့။ဒါလုံးဝအလင်းရောင်ကောင်းရတယ်။ ceiling height ကလည်းတော်တော်လေးမြင့်တယ်။အခုဒါဆိုရင်ညီမတို့အပေါ်ဆုံးတက်ဒုတိယတက်ကိုရောက်ပြီပေါ့နော်ဒုတိယတက်မှာဆိုရင်ညီမတို့ကရှိမှာက master တခန်းရှိမယ် single တခန်းရှိမယ်ဟောဖျားကန်းတခန်းရှိမှာပေါ့အခုညီမတို့အနည်းဆုံးဖြစ်တဲ့ master ကန်းတခန်းကို master ကန်းကိုတစ်ချက်ဝင်ကြည့်ပြဒါကအပေါ်ဆုံးတက်မှာရှိရဲ့ master ကန်းပေါ့နော် ီမာစတာကန်ကတော့အောက်က single room နဲ့စာလို့ရှိရင်တော့သူကပိုကျဲတယ်။မာစတာဝန်ကဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျကျဝန်းဝန်းရှိရဲ့တကားတွေကတော့ပုံမှန်လိုပဲဒီတန်ပန်း accessory ဖြစ်အောင်လို့အထက်အတွင်းတန်ပန်းနဲ့ထားပေးထားတယ်။ air complete ပေါ့တုံးလို့ရမယ် lighting တွေပြင်ပေးထားတယ်ပြီးွားရင်ပူတွေတွားလိုက်ပါမယ်ပေါ့နော်။ဒီမှာစာကဲတဲ့ကဲရမှာပဲကိုယ်တိုင်ကိုမကိုကိုပိုင်သုံးလို့ရမယ့် runner အသေးလေးထူလဲပါအောင်ပဲပေါ့နော်ဒါတော့ကိုမကိုအသေးလေးသုံးလို့ရမယ့် runner runner area လေးဖြစ်တယ် မတို့ရှိတော့ဆက်ပြီးတော့ရှောက်ပြီးကြည့်ကြည့်မယ်။ဒီမှာဆိုလို့ရှိရင်လည်းဒီမှာတို့ရဲ့ရှောက်လမ်းမှာလည်းဒါ lighting တစ်မျိုးသုံးမိထားတာပေါ့နော်။လှလှပပလေးနဲ့ lighting တစ်မျိုးသုံးမိထားတယ်။ဒါကတော့ဒုတိယထဲမှာရှိတဲ့ single gun ပေါ့နော်။ဒီ single gun ကကျတော့အောက်က single gun နဲ့ညီမတို့ကအတင်ဝန်းအတူတူပဲ။ဒါပေမဲ့မတူွားတာဆိုတော့အောက်ထပ်ကိုကျတော့တို့ကကျွန်းပါကင်းနဲ့အလားဆင်ထားတယ်။ဒီအပေါ်ဆုံးတဲ့ကိုကျတော့တို့ကတအိမ်လုံးကိုကျွေပြားနဲ့အလားဆင်ထားတယ်။အခန်းဖွဲ့စည်းထားတဲ့ဒီတကားတွေဟို echo ထားမဲ့ဟာတွေ lighting တွေကတော့ပုံမှန်ပဲအတူတူပဲပေါ့နော်။မောင်ဒီလိုမျိုးဆက်ရှောက်လာမယ်ဆိုလို့ရှိရင်တော့ဒါ ပေါ်ဆုံးတက်ဆိုဖះခန်းရောက်ပြီပေါ့ဖះခန်း area ကလည်းတော်တော်လေးကိုကျဲတယ်ကို့မှာကို customer စိတ်ကြိုက်ဖះခန်းကိုပြင်ဆင်လို့ရတယ်မီးစားအလှတွေတက်ဖေးထားတယ်ဖះဝေရဝစ်စားလုံးဖို့အတွက်ကိုဒီဘက်မှာဘင်းစင်သုံးမိထားရယ်ပေါ့နော်ဖះခန်းရဲ့တက်ဆက်ထဲမှာလည်းညီမတို့ဒါ8အင်းရဲ့ brand ပါပေါ့နော် brand တစ်ချက်ဖွင့်ကြည့် သူရဲ့ runner ဆိုလို့ရှိရင်လည်းတသေးလေးလောက်တာမျိုးမဟုတ်ဘဲနဲ့အင်းရဲ့ square feet အတိုင်းပဲနော် runner ကြဲကြဲဝုန်းဝုန်းလေးလောက်ပေးထားတယ်ဒီ runner မှာဆိုလို့ရှိရင်နေရာအတော်နဲ့ကျဲရဲ့အတွက်ကြောင့်မလို့မိသားစုတွေအေးအေးဆေးဆေးလေးဒါအပန်းဖြစ်လို့ရရတဲ့နေရာပေါ့နော်ဟုတ်ကဲ့ညီမအခုဒီတစ်ပတ်တိုးလုပ်ပေးရဲ့အင်းလေးอ่ะဆိုလို့ရှိရင်နော်ဈေးနှုန်းလေးအပြင်ကျပ်သိန်း၄000နဲ့မှ90ပဲကျတင်မှာဖြစ်ပါတယ်ဒီအင်းလေးနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းချင်ပါကညီမတို့ရဲ့ new home reality facebook messenger ဒါမှမဟုတ် hotline နံပါတ်တစ်ခုဖြစ်တဲ့ခွန်ခွန်လေးခွန်ခွန်လေး666ကိုဆက်သွယ်ဆောင်လမ်းပြီးမေးမြန်းလို့ရပါတယ်ရှင်